ိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်ဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့နိုဝင်ဘာလ20ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ ောက်တိုဘာလအတွင်းငွေကျပ်213ဒသမ1တစ်နှစ်တန်ကိုအမှန်တကယ်အကူအညီလိုအပ်နေသူများထံလူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးပေးခဲ့တဲ့တဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ကာကွယ်ရေးဝန်ကြီးဌာနကစစ်စေးရုံ33ရုံနဲ့ PDF တွေဒိုင်းနာတော်လိုင်းတပ်ဖွဲ့တွေနဲ့ Local Defense Force LDF တွေကိုစေကူတမှုလှုံ့ဆောင်ပေးနေတဲ့တည်။ကြားဖြန့်ရာဇဝတ်မှုတွေကိုနှိမ်နှင်းမဲ့နိုင်ငံတကာနဲ့ပူးပေါင်းသွားမယ်လို့ KNU ထုတ်ပြန်တဲ့တည်။ KNU တပ်မလေးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးလက်နက်ခဲယံတချို့တင်းစီရမိတဲ့တည်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေဟာနာရှင်တော်လိုင်းရေးဆန္ဒပြလူမှုတပိတ်တည်နေပဲဖြစ်ပါတယ်ရှင်။ အောက်တိုဘာလအတွင်းငွေကျပ်213ဒသမ1နှစ်တန်းကိုအမှန်တကယ်ကူညီလိုအပ်နေသူများထံလူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးပေးခဲ့တဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအောက်တိုဘာလအတွင်းငွေကျပ်213ဒသမ1နှစ်တန်းကိုအမှန်တကယ်ကူညီလိုအပ်နေသူများထံလူသားချင်းစာနာမှုအကူအညီပံ့ပိုးမှုတွေပြုလုပ်ခဲ့တယ်လို့အသိပေးထုတ်ပြန်ခဲ့ပါတယ်။ တော်လန်ပြည်သူတွေရဲ့ပြည်သူမှပြည်သူအလုံးဝဖြစ်တဲ့ငွေကျပ်213တသမ1တန်းကိုကဏ္ဍ6ခုမှအသုံးပြုခဲ့တာပါ။နေရစွန့်ခွာထွက်ပြေးတိမ်းရှောင်သူစစ်ပေးရှောင်ပြည်သူ14,949ရဲ့အေးပေါ်စားနပ်ရိက္ခာအတွက်ငွေကျပ်159တသမ4တန်း ထိတွေ့တိုက်ပွဲတွေမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းပြည်သူ195ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ294ဦးအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်30.5တန်းကိုပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံရေးကျင်းသားတွေနဲ့သူတို့မိသားစုဝင်များအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြစ်ငွေကျပ်8.65သန်းတဘာဝပေးအန်ရဲ့ထိခိုက်ခံစားရသူများအတွက်ငွေကျပ်1.58သန်း စီရီယံဝန်ထမ်းနဲ့သူတို့ရဲ့မိသားစုများကိုငွေကျပ်6.65သန်းနဲ့အထွေထွေလူသားချင်းစာနာမှုအကူအညီဖြင့်ငွေကျပ်2.38သန်းကိုပံ့ပိုးပေးနိုင်ခဲ့ပါတယ်။တော်လိုင်းရေး၄နှစ်ကျော်ကာလအတွင်းတော်လိုင်းရေးအောင်မြင်နိုင်ရေးကိုသာရှေးရှုပြီးအဖက်ဖက်အကြက်တဲများကြားကနေကြံကြံခံကပါဝင်တော်လန်နေတဲ့ပြည်သူတဦးချင်းစီတိုင်းရဲ့လှုပ်ဆောင်ချက်တွေထားရှိရဲ့စိတ်တက်များကို လေးစားဂုဏ်ယူမိချောင်းနဲ့ရှေးဆက်လဲ ဒီလိုမလျှော့သောဆွဲနဲ့ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်ကြဖို့အတွက်လည်းဝင်ကြီးဌာနကတိုက်တွန်းထားပါတယ်ရှင်။ဇာကလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး23မြင်းဆောင်2025ကိုနိုဝင်ဘာ19ရက်မွန်းလွဲတနင်္လာမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်တရားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆက်လက်ပြီးမြို့နယ်တွေရဲ့အာဂျနာတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်များ၊ဒုတိယအတွင်းဝင်များ၊တွဲဖက်အတွင်းဝင်များ၊ဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူများနဲ့မကွေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနကစစ်ဆေးရုံ33ရုံနဲ့ PDF တွေဒိုင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ Local Defense Force ADF တွေကိုစစ်ကူတောင်းမှုလှုပ်ဆောင်ပေးနေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကစစ်ဆေးရုံ33ရုံနဲ့ PDF တွေတိုင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ Local Defense Force LDF တွေကိုစစ်ကူတောင်းမှုလှုပ်ဆောင်ပေးနေရလို့ပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရတယ်။ ဦးနှင့်ဖုံးလက်ကကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် စေရေးဌာနရဲ့လက်အောက်မှာစေဝန်တန်းဌာနကွဲတစ်ခုထားရှိပြီးဆောင်ရွက်လျက်ရှိကြောင်းကုသရေးအနေနဲ့ပြည်ရင်းကစစ်ဆေးရုံ33ခုနဲ့စေကန်းတွေမှာကုသမှုဆောင်ရွက်ခြင်းလွမြောက်နေမြေများနေဆက်ဒေတာများကစေယုံများတို့လွှဲပြောင်းကုသခြင်းနိုင်ငံတကာအဖွဲ့အစည်းများပြည်ရင်းနဲ့နေဆက်ဒေတာကျမရေးစောင့်ရှောက်မှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းပြည်ပမှာစေကူသားမှုခံယူဖို့လိုအပ်တဲ့ တပ်ဖွဲ့ဝင်တွေအတွက် ကုသရေးစားတောက်နေထိုင်သွားလာရေးတို့ကိုပံ့ပိုးနိုင်ရန်အတွက်နေဆက်ဒေတာစံမှရေးစောင့်ရှောက်မှုအဖွဲ့၅ဘွဲဖြင့်ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်မတန်ဆွမ်းတပ်ဖွဲ့ဝင်တွေအတွက်ခြေတုလက်တုတက်ဆင်ပေးခြင်းကိုဒေတာလိုက်ဆောင်ရွက်နိုင်မှုအတွက်ပြည်လဲထူထောင်ရေးစင်တာလေးခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိတယ်လို့ဒေတာလိုက်လူမှုအခြေပြုအဖွဲ့စည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရဲဘော်တွေရဲ့ကုသခြင်း၊ခြေတုလက်တုတက်ဆင်ခြင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများလှုပ်ဆောင်ခြင်းတို့အတွက်လစဉ်ချက်သိန်း1000မှ1500ခန့်ကို ပုံမှန်အသုံးပြုဆောင်ရွက်နေရလို့ဦးမြင့်ဖုံးလက်ကအတိပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့ခေပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာအသက်ကိုဗရာဏမထားပဲရှေ့တန်းကနေတော်လှန်တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ local defense force LDF တွေအားလုံးကို အထူးပဲလေးစားတက်မိုးထားပြီး၎င်းတို့ရဲ့လိုအပ်ချက်တွေအတွက်တတ်ဆန်းသမျှဖြည့်ဆွမ်းနိုင်အောင်စူးစမ်းဆောင်ရွက်လျက်ရှိတယ်လို့အသိပေးပြောကြားထားပါတယ်ရှင်။ကြားဖြန့်ရာဇွဲမှုတွေကိုနှိမ်နှင်းမဲ့နိုင်ငံတကာနဲ့ပူးပေါင်းသွားမယ်လို့ KNU ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။နိုင်ငံဖြတ်ကျော်အွန်လိုင်းငွေလိမ်မှုကွန်ရက်တွေလေပတ်ဆောင်ရွက်နေတဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာတိုက်ဖြတ်ရေးကြိုးပမ်းမှုမှာပူးပေါင်းဆောင်ရွက်ဖို့ KNU ကကတိကဝတ်ပြုတယ်လို့နိုဝင်ဘာ16ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ကရင်မျိုးသားစည်းရုံး KNU ရဲ့နေမြေတွေနဲ့ထိဆက်နေတဲ့နေရာတွေမြန်မာပြည်ရင်းကမြို့ကြီးတွေနေဆက်ဒေသတစ်လျှောက်အလီမြန်ပြန့်နှံ့လာတဲ့ကြီးမားတဲ့နိုင်ငံတကာဖြတ်ကျော် online ဝင်လိမ်မှုလုပ်ငန်းတွေကိုအလွန်တတိထားအနီးကပ်အစောင့်ကြည့်နေရလို့ဖော်ပြထားပါတယ်။ကမ္ဘာတဝန်းရှိ ထောင်ပေါင်းများစွာသောလူပုဂ္ဂိုလ်တွေနဲ့ မိသားစုများစွာဟာအဲ့ဒီလုပ်ငန်းတွေကြောင့်စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတို့ထိခိုက်နှစ်နာမှုတွေဖြစ်ပေါ်နေရတဲ့အတွက် အလွန်ထိတ်လန့်ဆိုးရင်ရကြောင်းဖော်ပြထားပါတယ်။အလွန်ရှုပ်ထွေးပြီးနတ်နတ်ဆိုင်ဆိုင်အမြင့်တွေနေတဲ့ကြီးမားတဲ့နိုင်ငံဖြစ်ကျော်ရာဇဝတ်ကွန်ရက်တွေကို ဖြိုခွင်းဖျက်ဆီးဖို့အတွက်ထိခိုက်ခံစားနေရတဲ့နိုင်ငံအားလုံးအပါအဝင်ဥရီစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားခိုင်မာတဲ့ကတိကဝတ်အားကောင်းသောခေါင်းဆောင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကသာထိရောက်အောင်မြင်နိုင်မယ်လို့ KNU ကဆိုပါတယ်။ ဒါကြောင့်ကရင်မျိုးသားစည်းရုံးကအရှိတောင်အရှဒေတာရှိအွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေနဲ့ဆက်ဆက်ရသွမှုတွေကိုနှိမ်နင်းရေးအတွက်မကြသေးမီကနိုင်ငံတကာရဲ့အဖွဲ့အစည်းထူထောင်မှုတွေနဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကို ကြိုဆိုပြီးအဲ့ဒီဆောင်ရွက်မှုတွေမှာတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သွားဖို့ကတိပြုကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ကင်းလီကိုတမဟာလေးကိုစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးရန်သူလက်နက်ခဲယံတချို့ တင်းစီရမိခဲ့တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ကရင်မျိုးသားစီယုံတမဟာလေးဘိတ်ထဝဲခရိုင်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲမှာရန်သူတပ်ထံမှလက်နက်ခဲယံတချို့တင်းစီရရှိလိုက်တယ်လို့ KNU ဗဟိုကဒီကနေ့ထုတ်ပြန်ပါတယ်။တင်းသားရီတိုင်းပူလောမြို့နယ်ပူလောကျေးရွာအုပ်စုအတွင်ကိုနိုဝင်ဘာ18ရက်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေဂျမ်ဖတ်စစ်တပ်ထံမှ MA1 လေးလက် MA3 2လက်ကြီးစံတချို့ကိုတင်းစီရရှိခဲ့တယ်လို့အသိပေးထားပါတယ်။ KNU KNL ဦးဆောင်မှုနဲ့အတူတော်လိုင်းမဟာမိတ်တပ်စုတွေစုပေါင်းပြီးတနင်္သာရီမြို့နယ်အတွင်းကမောတောင်မြို့ကိုနိုဝင်ဘာလ14ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲရအများအပြားကိုတင်းစီရရှိခဲ့ပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်အာနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိစစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတဲ့ဗိကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဗိစစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာဖားကန့်မြို့နယ်မှော်လှဲတဲ့ဗိစစ်ကြောင်းက အကြံဖတ်စစ်အုပ်စုရဲ့အတွေ့အရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းဆန္ဒပြပွဲကိုဒီကနေ့မှပြုလုပ်ခဲ့တယ်လို့ဆေဟာနာရှင်စန့်ကျင်ရေးလူမှုကွန်ရက်ဖားကန့်မြို့နယ်ထံကသိရပါဗါတော်လန်ပြည်သူတွေကတင်မဲဖြစ်လူသက်ခွင့်မပေးပါနဲ့ဖက်စစ်ရွေးကောက်ခွဲထွက်ပေါက်မဲမပေးနဲ့တပိတ်မှဆေဟာနာရှင်လုတ်တဲ့ဒီမိုကရေစီအပြောင်းလဲဆိုတာဖာကောင်းကလုတ်တဲ့ပြစ်ဒဏ်စာပပျောက်ရေးလိုပဲဖြစ်လိမ့်မယ်အစရှိတဲ့စာသားကင်ဆွဲပြီးခြိတက်ဆန္ဒပြခဲ့ကြတာပါ ရင်းမပင်မြို့နယ်မှာအောင်လံတွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတုရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံတွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်ဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လိုင်းပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြဆိုရင်ဆန္ဒပြတဲ့ဘက်ကိုနေ့စဉ်ပြုတ်လုံနေကြပါရဲ့ရှင်။ ဖြည့်သူလူတို့ပေါင်းတဘာဝပဲလူလုံးပဲဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေစုတင်ပါတယ်ရှင်